ထိုင်းနိုင်ငံဘန်ကောက်မှာမူရင်းစေဝါသတင်းပေးတိုင်ချက်ကြောင့်အာဏာပိုင်တွေဝင်ရောက်စင်းနေရာမူရင်းစေဝါမတွေ့ရှိရပဲအွန်လိုင်းလောင်းကစားဖြစ်နေပြီတရုတ်နိုင်ငံသား၃နဲ့မြန်မာနိုင်ငံသား၁ဦးအဖမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းဌာနတစ်ခုမှဖော်ပြထားပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့မူရင်းစေဝါထိန်းချုပ်ရေးအဖွဲ့ကအရာရှိတွေဟာ တင်းတီယန်ခရိုင်မှာရှိတဲ့ကွန်ဒိုမီနီယံတစ်ခုမှာမွေရည်စေဝါသုံးဆွဲနေကြောင်းသတင်းပေးတိုင်ကြားချက်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ဒီတိုင်ကြားချက်ကြောင့်တရားရုံးခွင့်ပြုချက်ဝရမ်းနဲ့အစိုးရကွန်ဒိုမီနီယံကိုနိုဝင်ဘာ23ရက်ကဝင်ရောက်စည်းနှင်းရှာဖွေခဲ့ကြောင်းအဲ့လိုဝင်ရောက်ရှာဖွေရာကနေရဲတပ်ဖွဲ့ဝင်တွေဟာမမျှော်လင့်မဲအွန်လိုင်းလုံခြုံရေးလုပ်ငန်းကိုဖန်ဆီးရမိခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဖြစ်စဉ်မှာအသက်28နှစ်28နှစ်29နှစ်အရွယ်ရှိတဲ့တရုတ်နိုင်ငံသား၃ဦးနဲ့ 28နှစ်အရွယ်ရှိတဲ့မော်ထေးအမည်ရှိတဲ့မြန်မာနိုင်ငံသားတအူးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၎င်းတို့မှာမူရင်းစေဝါနဲ့ပတ်သက်တဲ့အထောက်အထားတွေနဲ့သုံးစွဲတဲ့အခြေအနေတွေကိုမတွေ့ရှိရပဲ။အဲ့ဒီအစားအွန်လိုင်းလောင်းကစားနဲ့ပတ်သက်တဲ့အထောက်အထားတွေဆက်လော်ရီတရုတ်ဘာသာစကားနဲ့အသုံးပြုရတဲ့လောင်းကစား website တွေကိုဝင်ရောက်အသုံးပြုနိုင်တဲ့ laptop လေးလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းမှာဆက်လက်ရေးသားထားပါဗျ။ တရားဖွဲဟာလောင်ကစားဆိုင်တွေအတွက်နောက်ွယ်ကနေစီမံခန့်ခွဲသူတွေအဖြစ်ဆောင်ရွက်နေပြီးအရင်ကကမ္ဘောဒီးယားမှာရှိခဲ့ရာကနေထိုင်းနိုင်ငံကိုပြောင်းရွှေ့လက်ပတ်ခဲ့ကြောင်းစုံစမ်းစစ်ဆေးသူတွေကပြောကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာလုပ်ငန်းလက်ပတ်မှု data OTP စစ်မှန်ကြောင်းအထောက်အထားပြတိုးကင်အခုမဆောင်ထားတဲ့ secret ခုနှစ်ထုံးနဲ့အလွဲသုံးစားလုပ်ထားတဲ့ကျောင်းသား visa တွေနဲ့လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုတွေကိုရှောင်ရှားဖို့ဖော်ပြထားတဲ့လက်ကైဖုန်း၁၀လုံးကိုလည်းတင်စီရမိခဲ့တယ်လို့သတင်းမှဆက်လက်ရေးသားထားပါတယ်။ ဖန်ဆီးခံရသူလေးဦးကထိုင်းဘာသာစကားလေးလာသင်ကြားဖို့နဲ့လေပတ်ဖို့လာရောက်တာဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းထိုင်းအနာပိုင်းတွေကတော့စီးနှင်းမှုအတွင်းတွေ့ရတဲ့အထောက်အထားတွေအရ၎င်းတို့ပြောပြချက်တွေဟာကွဲလွဲနေတယ်လို့ပြောကြားခဲ့ပါတယ်၎င်းတို့လေးဦးကိုခွင့်ပြုချက်မရှိဘဲအွန်လိုင်းလုံခြုံရေးလုပ်ငန်းလှုပ်ကိုင်းတာ တရားမဝင်တင်သွင်းလာတဲ့ရေမျိုးကုန်ပစ္စည်းတွေလက်ဝဲအထားရှိမှုနဲ့ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်တာတွေနဲ့တရားစွဲဆိုထားပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပြီးတရားမဝင်အွန်လိုင်းလောင်းကစားတွေမှာလည်းတခြားသောတရုတ်နိုင်ငံသားလူငယ်တွေကြေကြေပြက်ပြက်ပါဝင်နေတယ်လို့ယူဆရကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။